မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။မင်းအောင်လိုင်းကတရုတ်မြန်မာကုံသွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှုမြင့်တရေအသင်းကိုအမြန်ဖွဲ့စည်းခိုင်းနေပြီးတရုတ်နယ်ဖွာ လုပ်ငန်းရှင်တွေကိုဦးစားပေးဖိတ်ခေါ်နေပါတယ်။စစ်ကောင်စီရဲ့အတူရောင်ရွက်ောက်ပွဲမှာကိုယ်စားလှယ်လောင်းပြေဝင်ရောက်ရှင်ပြိုင်ခြင်းနဲ့ပါဝင်ဆောင်ရွက်တဲ့ NLD ပါတီဝင်တွေကိုအရေးယူမဲ့သတင်းပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အကျန်းဖက်မေအောင်လိုင်းကတရုတ်မြန်မာကုံသွဲမှုနဲ့ရင်းနှီးမြှုပ်နှံမှုမြင့်တရေအသိန်းကိုအမြန်ဖွဲ့စည်းခိုင်းနေပြီးတရုတ်နယ်ဖွာလုပ်ငန်းရှင်တွေကိုဦးစားပေးဖိတ်ခေါ်နေရလို့ရွေမဲစစ်စီရန်သတင်းမြစ်ကပြောပါရတယ်။မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံကြားစီးပွားရေးလုပ်ငန်းတွေပုံမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှစ်နိုင်ငံကုံသွယ်မှုနှင့်ကုန်စည်စစ်စစ်မှုပုံမိုတိုးတက်အဆင်ပြေချို့မွေလာစေရန်မြန်မာနိုင်ငံတွင်ယင်းနှိမ့်မြုံနယ်မှုတွေပုံမိုတိုးပွားလာစေရန်အတွက် မြန်မာတရုတ်ကုံသွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှုမြင့်တရေအသင်း MCTIP ကိုမြန်မာနိုင်ငံကကုမ္ပဏီတွေနဲ့တရုတ်နိုင်ငံကကုမ္ပဏီအစိုးရပိုင်းကုမ္ပဏီတွေပုဂ္ဂလိကပိုင်းကုမ္ပဏီတွေနဲ့ဖွဲ့စည်းနိုင်ရဆောင်ရွက်မယ်လို့လည်းဆိုထားပါဗျ။အောက်တဘာ30ရက်နေ့ကနေစက်တင်ဘာလ6ရက်နေ့ထိတရုတ်နိုင်ငံကိုမင်းအွန်လိုင်းတွားရောက်လက်ပတ်ပေးရနောက်မှာတရုတ်နဲ့စီးပွားရေးလုပ်ဖို့အတွက်အလွန်စိတ်အားထက်သန်နေပြီးတရုတ်ကုမ္ပဏီတွေအတွက်အခွန်သက်သာခွင့် မြန်မာနိုင်ငံမှာယင်းဒီမြုပ်နှံမဲ့တရုတ်ကုမ္ပဏီတွေအတွက်သွင်းကုန်အထူးတင်သွင်းခွင့်တွေကိုမင်းအောင်လိုင်းကပေးရမှာဖြစ်တယ်လို့လည်းသိရပါဗါတယ်။အဲ့ဒီအခွင့်အရေးတွေဟာတရုတ်စီးပွားရေးကုမ္ပဏီတွေကိုသာတည်ထောင်ပေးမှာဖြစ်တယ်လို့တရုတ်ရန်ငွေနဲ့မြန်မာကျပ်ငွေဓာတ်ရိုက်ငွေလဲလှယ်မဲ့ငွေကြေးလဲလှယ်စနစ်တရက်ကိုလည်းထူထောင်သွားမှာဖြစ်တယ်လို့လည်းသိရပါဗါတယ်။ရမဲစီစီအိုင်ကစီးပွားရေးသတင်းမြင့်ပြောတာကတော့မင်းအောင်လိုင်းရဲ့ဒီလိုလုပ်ရက်တွေဟာ တရုတ်ကိုဖာလွန်အောက်ကျုပ်လွန်နေတာကြောင့်လက်ရှိပြည်တွင်းစီးပွားရေးလုပ်ငန်းတွေမှာဒါမြန်မာပြည်ဖွားတရုတ်လုပ်ငန်းရှင်တွေနဲ့တိုင်းရင်းသားလုပ်ငန်းရှင်တွေအကြမှာအမြင်မကြည်လင်မှုတွေစိတ်ဝမ်းကွဲတာတွေဖြစ်လာကြပြီလို့လဲဆိုပါရတယ်။ဒါအပြင်မြန်မာနိုင်ငံရဲ့စီးပွားရေးအသိအဖွဲ့တွေရဲ့ထိပ်ပိုင်းနေရာတွေဟာတရုတ်အနယ်တွေဖြစ်နေကြပြီးရမဲစီစီရမှာဆိုရင်ဩက္ကဋ္ဌကိုနေဝင်းကနေ CEC EC 80ရာခိုင်နှုန်းနီးပါးကတရုတ်အနယ်တွေဖြစ်နေကြသလို MIA အဖွဲ့မှာလဲဩဂရကိုအေးထွန်းကနေ CEC EC 85ရာခိုင်နှုန်းနှီးပါမှာလဲတရုတ်အနယ်တွေဖြစ်နေတယ်လို့လဲဆိုထားပါဗျ။ပဲမျိုးစုံအသင်းဩဂရဦးအောင်ဆိုင်ဘေးနောင်ကုံစီတန်ဩဂရဦးခင်ဟန် စားသုံးစီအသင်းဥက္ကဋ္ဌဦးအောင်ရွှေအပါဝင်စီးပွားရေးအသင်းဖွဲ့အားလုံးတရုတ်အနယ်တွေပဲကြီးစိုးနေတယ်လို့စက်မှုဆောင်ဥက္ကဋ္ဌဆိုသူတွေလည်းတရုတ်အနယ်ဘွားတွေဖြစ်နေကြပြီးပြည်တွင်းစီးပွားရေးလုပ်ငန်းတွေမှာလည်းတရုတ်နယ်ဘွားလုပ်ငန်းရှင်တွေကလူတွင်ကျဲဖြစ်နေကြတာကြောင့်လက်ရှိတရုတ်လုပ်ငန်းရှင်တွေကိုတိုင်းရင်းသားလုပ်ငန်းရှင်တွေကအမြင်မကြည်လင်တာတွေဖြစ်နေကြတယ်လို့လည်းမြန်မာစီစီအာစီးပွားရေးသတင်းမြစ်ကပြောပါတယ်ရှင်။ ီတခါမှာတော့အကျန်းဖက်စစ်ကောင်စီရဲ့အတုရောင်ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာကိုယ်စားလှယ်လောင်းဖြစ်ဝင်ရောက်ရှင်းပြတာမျိုးတွေနဲ့ပါဝင်ဆောင်ရွက်တဲ့ NLD ပါတီဝင်တွေကိုအရေးယူမယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုတ်ကော်မတီကတည်င်းထုတ်ပြန်ကြေညာလိုက်ပါတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေအနေနဲ့စစ်ကောင်စီရဲ့အတုရောင်ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာပါဝင်ဆောင်ရွက်တာတွေကိုယ်စားလှယ်လောင်းဖြစ်ဝင်ရောက်ရှင်းပြတာတွေကိုတွေ့ရှိရင် ပါတီစီမင်းစည်းကမ်းတွေအရထိရောက်စွာအရေးယူမယ်လို့ NLD ကကြေညာလိုက်ပါတယ်။2020နိုဝင်ဘာလ10ရက်နေ့မှာကျင်းပခဲ့တဲ့အထွေထွေရွေးကောက်ပွဲမှာနိုင်ငံလုံးစနမဲပေးမှု87ရာခိုင်နှုန်းကျော်ခဲ့ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမဲဆန္ဒနဲ့အားလုံးရဲ့82.36ရာခိုင်နှုန်းကိုအနိုင်ရရှိခဲ့ပြီးလွတ်တော်ကိုယ်စားလှယ်920ဦးရွေးကောက်တင်မြောက်ခံခဲ့ရပါတယ်။ဒါဟာမြန်မာပြည်သူတွေကကိုဗစ် -19 ကရောဂါကိုရင်ဆိုင်ပြီး မိမိတို့ဆန္ဒကိုရဲရဲစွန့်စားဖော်ထုတ်ခဲ့ကြတာဖြစ်တယ်လို့လည်း NLD ကသတင်းထုတ်ပြန်ထားပါဗျ။ဒါအပြင်နဲ့နဂါတန်တမန်တွေရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေအရက်ဖွဲ့အဖွဲ့အစည်းတွေကလည်းလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲအဖြစ်အတိမတ်ပြုခဲ့ကြပြီးလည်းဖြစ်ပါတယ်။ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရားဝင်ဖွဲ့စည်းထားပြီးတည်ဆဲဥပဒေအရအပြည့်သက်ဆုံးဖက်ပိုင်ခွင့်အာဏာရှိတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း2020အထွေထွေရွေးကောက်ပွဲရလဒ်ကိုတရားဝင်ထုတ်ပြန်ကြေညာပြီးဖြစ်တဲ့အတွက်2020အထွေထွေရွေးကောက်ပွဲရလဒ်သာပြည်သူဆန္ဒနဲ့အညီတရားဝင်တည်ရှိနေစေဖြစ်တယ်လို့လည်းအနယ်လီကပြောပါရယ်အကြက်ဖက်မင်းအောင်လိုင်းဦးဆောင်တဲ့စစ်တပ်ဟာပြည်သူတို့ရဲ့ဆန္ဒကိုလစ်လို့ရှုက ထိုစင်ကတည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်တာ အာဓမအာနာလူယူပြီးနိုင်ငံတော်အစိုးရအဖွဲ့အကြီးအကဲတွေအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေကိုမတရားဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်း NLD ကသတင်းထုတ်ပြန်ထားပါဗျ။စစ်တပ်ရဲ့အာဏာသိမ်းမှုကြောင့်ပေါ်ပေါက်လာရတဲ့ပြဿနာအရရကြောင့်နိုင်ငံကနဲ့ပြည်သူလူထုကိုလှည့်စားကနိုင်ငံရဲ့တရားဝင်မှုရရန်ရည်ရွယ်ကအာဏာလူစစ်တပ်ဟာသူတို့စိုးမိုးထိန်းချုပ်နိုင်တဲ့နယ်မြေအနေငယ်မှာ အထူးအရာရွေးကောက်ပွဲကိုကျင်းပရန်ကြံစီနေတာကိုမိတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လက်မခံအသိအမှတ်မပြုပူပေါင်းဆောင်ရွက်မှာမဟုတ်ဘူးလို့လည်း NLD ကပါတီရဲ့သဘောထားကိုထပ်မံအသိပေးကြေညာထားပါရရှင်။ ARD တဲ့တဘောကိုတက်ဆက်ပေးကြပါရစေ။ ARD တိုင်းဟင်းနာမြို့နယ်ရှာခဲရေကင်းစကန်မှာရဲတပ်ဖွဲ့ဝင်တွေစုပေါင်းထိုးထားတဲ့အောင်ပါလေထီ3000စုပေါက်ပြီးမဲ့လေ ဒုရဲအုပ်မျိုးမင်းဦးက စုချင်းငွေတွေကိုအချိုးကျခွဲမပေးတာကြောင့်ဟင်းသရမြို့နယ်နဲ့ခရယရဲတပ်ဖွဲ့မှုရုံးတွေကိုတိုင်ကြားစာပေးပို့ထားတယ်လို့သိရပါဗျ။ဟင်းသရမြို့နယ်ရှာခဲရဲစင်စခန်းမှာရဲတပ်ကြက်တက်ဦးဒုရဲတပ်ကြက်ရန်နောင်ကြီးရဲတပ်သားရန်နောင်ဆိုရဲတပ်သားစုမိုးနိုင်ရဲတပ်သားထက်စော်ဟဲရဲတပ်သားတိုက်အောင်ရဲတပ်ကြက်ကြီးတန်းခိုင်ဒုရဲတပ်ကြက်ရန်နိုင်ဆိုနဲ့ ူရဲအုပ်မျိုးမင်းဦးတို့တာဝန်ထမ်းဆောင်နေတာလည်းဖြစ်ပါတယ်။အဲ့ဒီရှားခဲရဲကင်းစခန်းမှာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကတတရံမုံငွေဖြစ်အောင်ပါလေထီလက်မှတ်တွေကိုရောင်းချရမှာရှားခဲရဲကင်းကလစဉ်ငွေကျပ်၄000ပုံမှန်ထီထိုးပေးရပြီးထီဘိုးတွေကိုတက်ဖွဲ့ဝင် ကိုယ်ထဲမှာအရာရှိသူရဲကိုမျိုးမင်းဦးက မပေးဆောင်ရဘဲကျန်၈ဦးသာ အချိုးကျလစဉ်ပေးဆောင်နေရတာလည်းဖြစ်ပါတယ်၂၀၂၄ခုနှစ်နိုဝင်ဘာလ၁ရက်နေ့ကဖွင့်လှစ်ခဲ့တယ် 68ကြိမ်များအောင်ပါလေထီစုကိုရှားခဲရဲငင်းကရတက်ဖွဲ့ဝင်10ဦးစုပေါင်းထိုးထားတယ်ထီလက်မှတ်30တဲကသိန်း9000စုပောက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗါးအဲလိုထီစုပောက်ကြောင်ကိုဒူရဲအိုမျိုးမင်းဦးစီကိုရဲတပ်ဖွဲ့ဝင်ရှစ်ဦးကတွားရောက်ပြောဆိုချိန်မှာထီလက်မှတ်ဟာသူပိုင်ဆိုင်တောင်စုချင်းငွေကြက်သိန်း9000ကို မပင်းနိုင်ကြောင် ပြောဆိုခဲ့လို့လည်းသိရပါဗါးအဲဒီနောက်စုချင်းငွေထုတ်ယူဖို့အတွက် ဒုရဲအုပ်မျိုးမင်းဦးဟာရန်ကုန်ကိုသွားအောင်စဉ်တွင်စုပေါင်းထိုးထားတဲ့ထိဖြစ်တာကြောင့်စုချင်းငွေထုတ်မရဘူးလို့လည်းသိရပါဗါတယ်။အဲဒါကြောင့်ငွေထုတ်ယူနိုင်ဖို့အတွက်ဒုရဲအုပ်မျိုးမင်းဦးကထိပေါက်သူတပ်ဖွဲ့ဝင်၈ဦးကိုစုချင်းငွေအချိုးကျထုတ်ပေးမယ်လို့ဆိုပြီးကိုယ်စားလှယ်ထုတ်ခွင့် live ခမှတ်ရရှိဖို့အတွက်လက်မှတ်တွေကို Viber နဲ့ပို့ခိုင်းပြီး စုချင်းငွေတွေကိုထုတ်ယူသွားတာလည်းဖြစ်ပါတယ်။အဲဒီလိုစုငွေထုတ်ယူပြီးဒူရဲအုံမျိုးမင်းဦးစခန်းကိုပြောင်းလာစေမှာရဲတကြက်ကြီးတဦးကိုသာငွေကျပ်3500ထုတ်ပေးခဲ့ပြီးကြံတပ်ဖွဲ့ဝင်9ဦးကိုတဦးကိုငွေကျပ်195သိန်းသာထုတ်ပေးထားတယ်လို့လည်းသိရပါတယ်။အဲဒီလိုခွဲဝေပေးမှုကိုကျင့်နှက်ခြင်းမရှိတဲ့ရဲတပ်ဖွဲ့ဝင်တွေက အချိုးကျပြန်လည်ခွဲဝေပေးဖို့အတွက်ဒူရဲအုံမျိုးမင်းဦးကိုပြောပေမဲ့လည်း ခွဲမပေးနိုင်ကြောင်ပြောဆိုပြီးကြိုက်တဲ့နေရာကိုတန်ကြားနိုင်ကြောင်သာပြောဆိုခဲ့ပါဗျ။အဲ့ဒါကြောင့်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးမြို့နယ်ရဲတပ်ဖွဲ့မှုရုံးကရဲမှူးတန်းကြော်ထဲကိုတွားရောက်တန်ကြားခဲ့ပေမဲ့လက်ရှိအချိန်ထိဖြည့်ရှင်းမပေးသေးဘူးလို့လည်းသိရပါဗျ။ မန္တလေးတိုင်းသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်မန္တလေးတိုင်းမေဒီလာမြို့နယ်အခြေစိုက်တက်မ69လက်အောက်ခံခမရ315တရင်ကစစ်မှုတပ်တသားတဲ့တူဟာလက်လက်ယူဆောင်လာခြင်းမရှိပဲအလင်းဝင်ရောက်လာလို့စလင်းမြို့ပြ UG ကြားပေါက်အဖွဲ့နဲ့စလင်းပလဖရာရဲ့အဖွဲ့ကသတင်းနဲ့ပြန်ကြားတဲ့တဝန်ခံရန်ကုန်ခေတ်တစ်ကိုပြောပါရယ်စတင်ပါလ73ရက်နေ့ကမေဒီလာမြို့နယ်အခြေစိုက်တက်မ69လက်အောက်ခံခမရ315တရင်က စစ်မှုတန်းတသားသက်တော်စင်အောင်ဟာစလင်းပလဖရိုင်းနဲ့ချိတ်ဆက်ကလက်လက်ယူဆောင်လာခြင်းမရှိဘဲအလင်းဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။အဲလိုအလင်းဝင်ရောက်လာတဲ့စစ်မှုတန်းတသားသက်တော်စင်အောင်မှာစစ်မှုတန်းအပတ်စဉ်16တင်းနှန်းစင်းဖြစ်ပြီးဟိုပုံးမှာစစ်မှုထမ်းတင်နှံတက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။အလားတူတင်းနှံတိုင်တန်းတည့်ရချောင်းမြို့နယ်အခြေဆိုင်ခမရ405တက်ရင်ကစစ်မှုထမ်းတပ်သားတဲ့ရန်နိုင်လင်းက တနက်တလက်ကိုယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့တဲ့ကြောင့် PDF တပွဲ District Battalion 2ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်မီဒီယာကိုပြောပါတယ်။ August လ20ရက်နေ့ကတေချောင်းအခြေစိုက်ခမရ405တရင်ကစစ်မှုထမ်းတတသက်ရန်နိုင်လင်းကတနက်တလက်ကိုယူဆောင်လာပြီး PDF တပွဲ District Battalion 2တရင်စီကို အလဲဝင်အောင်လာခဲ့တာ ဖြစ်တယ်လို့လည်းသိရပါဗျ။အဲ့ဒီရန်နိုင်လင်းဟာပေါ်တာဆွဲခံရပြီးစစ်မှုထမ်းတပ်သားတစ်ဖြစ်လာသူတို့ဖြစ်ပြီးလက်နက်နဲ့အလဲဝင်အောင်လာတဲ့အတွက်ကြောင့်စုချင်းမြင့်သွားမယ်လို့လည်း PDF Dawer District Battalion 2ကတာဝန်ရှိသူကပြောပါတယ်ရှင်။ ပဲဂိုးတန်တဲ့တဘောကိုတက်ဆက်ပေးကြပါရယ်ပဲဂိုးတန်ဓာတ်ဥထံမှာနိုင်ငံရေးအကျဉ်းသားတွေနေမကောင်းဖြစ်ရင်ဈေးတစ်ခါတော့ငွေကျပ်တထောင်ပေးရပြီးငွေမပေးရင်တောက်ဈေးတောင်မပေးဘူးလို့နိုင်ငံရေးအကျဉ်းသားအတိုင်းဝန်ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ဓာတ်ဥမျိုးနဲ့ကြိုက်စကောထောင်မှာနိုင်ငံရေးအကျဉ်းသားတွေနေမကောင်းဖြစ်ရင် အဖျားကျစေပါရာစီတမောကအစဝယ်တောက်နေရတယ်လို့ကျန်းမာရေးဆိုးရွားလို့ဆေးထိုးလိုရင်လဲဆေးတခါတော့ငွေကျက်တပေါင်းခန့်တိပေးနေရပြီးတက်ဆက်မပေးနိုင်ရင်ဆေးကူတတ်မှုမရဘူးလို့အကျဉ်းတော်နဲ့နှိဆက်သူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါရယ်ဒါအပြင်အကျဉ်းသားတွေကိုကြွေးမှုတဲ့ထမင်းတွေဟာလည်းတနေ့တခြားအလွန်ဆိုးရလာပြီး ထမင်းထဲမှာကြောက်ခဲတွေမျက်သီးတွေပါပါဝင်နေပြီး ထမင်းကိုနတ်မဟောင်းချက်မကျေးတော့ဘူးလို့လည်းသိရပါဗါးအဲလိုနိုင်ငံရဲ့အကျဉ်းသားတွေဟာအစာအစာသုံးရမှုဟာအဆင်မပြေတဲ့အပြင်ဆေးဝါးကုသောက်ခွင့်ပါ ဆုံးရှုံးနေတဲ့အတွက်ကြောင့်အသက်မသေဆုံးသင့်ပဲဆုံးရှုံးနေရတယ်လို့လည်းသိရပါတယ်ရှင် ကွေးရတိုင်းတပောက်ကိုကြည့်အောင်ပါမကွေးတန်းစလင်းမြို့နယ်စင်မြူကျိုးမြို့တို့မှာတလတာအတွင်းမှာလူငယ်200နီးပါးကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့အကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်ရမှာစစ်သား3ဦးဟာသေသွားတယ်လို့စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါရယ်စတင်ပါလ9ရက်နေ့မနေ့စနေလောက်မှာစလင်းမြို့နယ်နဲ့စင်မြူကျိုးမြို့အကြားမှာလူငယ်တွေကိုအင်စီကား3စီးနဲ့လိုက်လံပေါ်တာဆွဲဖမ်းဆီးနေတဲ့အကြမ်းဖက်စစ်သားတွေကို ဆလင်းမြို့နယ်မြင်တင်ရက်ွက်ဆလင်းမြို့မှဈေးအနီးမှာ တော်လဲတဖွဲ့တွေကလက်လက်ငယ်လက်လက်ကျူးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗါးအဲဒီခိုင်မှုတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးပဲတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာစစ်သားတွေဆလင်းမြို့မှာရဲစခန်းကို ပြန်လည်မောင်းနှင်ဝင်ရောက်သွားတယ်လို့လည်းသိရပါဗါးအဲဒီလို အလားတူအဲ့ဒီနေ့နေ့လေ၃နိုင်လောက်မှာလဲဆလင်းစင်ပြူကျွန်းလမ်းပိုက်မှာ အင်အား20ဝန်းကျင်နဲ့ဆလင်းမျိုးမြောက်ဖက်အထွက်မှာသုံးဘက်ကြားအထိုင်ချတက်ဆွဲထားတဲ့လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတယ်။ဂိတ်ကင်းကိုလည်းတော်လန်တပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခတ်ခဲ့လို့လည်းသိရပါဗါတယ်။အဲတက်ခတ်မှုတွဲမှာဂိတ်ဆောင်နေတဲ့စစ်သားနဲ့ပြူစော်တီ၃ဟာတေသွားခဲ့တာဖြစ်ပြီးတော်လန်ရဲဘော်တွေဘက်ကအထိခတ်မှရှိပြန်လဲဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါဗါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ကင်းနီပြည်ဒီမော့ဆိုမြို့နယ်မှာစစ်တပ်ဟာလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်မိသားစုတစုတည်းက ဖခင်ဖြစ်သူမိခင်ဖြစ်သူနဲ့အဖွားဖြစ်သူတို့ဟာတည်ဆုံးခဲ့ရပြီးကြံ့ရင့်တဲ့ကလေးတွေမှလည်းဒဏ်ရာရရှိခဲ့လို့ဒေသပြည်သူတွေရဲ့ပြောဆိုချက်နဲ့ကရင်နီအရေးပေါ်ကူညီအဖွဲ့ CDEIR ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်စတေမာလာ7ရက်နေ့ည10:00နာရီခွဲအချိန်လောက်မှာကရင်နီပြည်ဒီမော့ဆိုမြို့နယ်အတွင်းကိုစစ်တပ်ကလက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်ခတ်ခဲ့ရမှာ နေအိမ်တစ်လုံးပေါ်ကိုကြက်ရောက်ပြီးမိသားစုတစုတည်းကဖခင်မိခင်နဲ့အဖွားဖြစ်သူတို့စုစုပေါင်း၃ဟာတည်ဆုံသွားရတယ်လို့အဲ့ဒီအိမ်ကကလေးတွေလည်းဒဏ်ရရှိထားတယ်လို့သိရပါဗျ။ဒီမော့ဆိုမြို့နယ်အတွင်းမှာစစ်တပ်ကမြို့ပေါ်အေရိယာနဲ့နေရအများစုကိုပြန်လဲထိန်းချုပ်ထားပြီးမဲ့လဲတော်လန်တပ်တွေကပျောက်ကြားစနစ်နဲ့ပြန်လဲတိုက်ခိုက်နေရလို့လည်းသိရပါဗျ။စစ်တပ်ရဲ့စစ်ကြောင်းတွေကလည်းဒီမော့ဆိုမြို့အတွင်းကနေ ဖရူဆိုမြို့ဘက်ကိုဆက်လက်စစ်ကြောင်းထိုးဖို့ပြင်ဆင်နေပေမဲ့လည်းလက်တလုံးမှာတော်လန်တဖွဲ့တွေက စုပေါင်းခုခံတိုက်ခိုက်နေတာကြောင့်နေ့စဉ်ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားနေရလို့လည်းတော်လန်သတင်းမြစ်တစ်ခုကပြောပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်တဲ့မနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးရပါကြည့်ရှုပေးတော့ကျေးဇူးတင်ပါတယ်ရှင်ကျေးပါများပါ